လူတွေကကိုယ့်လက်သေးကိုကိုယ်တိုင်ညှစ်ကြတာများပါတယ်။ကိုယ့်လက်သေးခြေသေးတွေကိုကိုယ်ကိုယ်တိုင်ညှစ်တဲ့အခါမှာတိတ်ပြီးတော့ပြဿနာမရှိပေမဲ့ခလေးလေးတွေရဲ့လက်သေးကိုညှစ်ပေးဖို့ကြတော့မတော်တဆထိခိုက်သွားမှာကိုစိုးရင်ကြပါတယ်။ဒါကြောင့်မို့လို့ဒီနေ့ဗီဒီယိုလေးထဲမှာတော့ဘေဘီလေးတွေကိုလက်သေးညှစ်ပေးမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအချက်လေးတွေကိုသိထားရမလဲဆိုတာကိုပြပြပြလိုက်ပါရစေ။ ကလေးလေးတွေရဲ့လက်သေးလေးတွေကအယမ်းမာနေတာမျိုးလည်းမဟုတ်တလို့ငယ်သေးတဲ့အရေဆိုလို့ရှိရင်တော့ညစ်ပေတာတွေနဲ့ထိတွေ့နိုင်ခြေကလည်းနည်းတယ်ဆိုပေမဲ့မတော်တဆကိုချင်းမိတာမျိုးတွေဖြစ်နိုင်တဲ့အတွက်ကြောင့်မို့လို့လက်သေးလေးတွေကိုတခြားညှက်ပေးထားဖို့လိုပါမယ်။ဘေဘီလေးတွေကိုလက်သေးညှက်ပေးမယ်ဆိုလို့ရှိရင်တော့အခုပြပြပေးမယ့်အချက်လေးတွေကိုသတိထားပေးပါနော်။လက်သေးညှက်တော့မယ်ဆိုလို့ရှိရင်လိုအပ်တဲ့ပစ္စည်းလေးတွေဖြစ်တဲ့လက်သေးညှက်ဒါမှမဟုတ်ကလေးလေးတွေအတွက်အထူးထုတ်ထားတဲ့လက်သေးညှက်တဲ့ကကြေးလေးတွေ၊ဒစင်း၊တ िश ူးစလေးတွေလို လိုပါမယ်။ကိုကအနီးမုံတက်မယ်ဆိုရင်တော့မြင့်မှန်တက်ဖို့လည်းလိုပါလိမ့်မယ်နော်။ပထမဆုံးအချက်ကတော့ကုညီပေးမယ်သူလိုပါမယ်။ခလေးကိုလက်သေးညှစ်တဲ့အခါမှာတရက်ခဲညှစ်တာထက်တယောက်ယောက်ကိုခလေးကိုထိန်းထားပေးဖို့အကူအညီတောင်းတာပိုကောင်းပါလိမ့်မယ်နော်။တယောက်ကခလေးကိုချီပြီးတော့ထိန်းထားပေးတဲ့အခါမှာခလေးကရုန်းကန်တာကြောင့်မတော်တဆအတိကြိုက်တာမျိုးတွေဖြစ်မှာကိုမပူရတော့ပါဘူး။ကုညီပေးနိုင်မယ်သူမရှိဘူးဆိုရင်တော့ခလေးအိမ်နေတဲ့အချိန်မှာညှစ်ပေးလို့ရပါတယ်ရှင်။ နောက်ထပ်တစ်ချက်ကတော့ကလေးလက်ကလေးကိုထိမ့်ပြီးတော့ခြင်ပြီးပါနော်။ကလေးကိုလက်သေးညက်တဲ့အခါမှာကလေးလက်ကလေးကိုလက်တက်ဖက်နဲ့ခြင်ထားပြီးတော့နောက်တက်ဖက်နဲ့လက်သေးညက်ကိုခြင်ပြီးတော့ညက်ပေးပါ။လက်သေးအစွန်းထွက်နေတာမျိုးတွေမဖြစ်စေဖို့အတွက်လက်သေးလေးတွေကိုတည်တည်ချာချာတီးပေးရပါမယ်။ကလေးကိုရေချိုးပြီးတဲ့အချိန်မှာလက်သေးညက်ပေးတာကလည်းအကောင်းဆုံးပါပဲနော်။နောက်ထပ်ချက်တစ်ခုကတော့လက်ကိုတစ်ချောင်းချင်းမိမိရရခြင်ပြီးတော့ညက်ပါ။လက်သေးညက်တဲ့အခါမှာလက်ချောင်းလေးတွေကိုတစ်ချောင်းချင်းစီမိမိရခြင်ပြီးတော့ညက်ပေးပါနော်။ ဒါမှမတော်တဆထိခိုက်နိုင်ခြင်းနဲ့မှာပါတကယ်လို့များလက်သေးငယ်နဲ့လက်အသားကိုထိမိတာမျိုးဖြစ်မယ်ဆိုရင်တော့တ िश ူးစာလေးနဲ့ထိမိတဲ့နေရာကိုအနည်းငယ်လေးဖိထားပေးပါခဏနေလို့ရှိရင်သွေးတိတ်သွားပါလိမ့်မယ်နော် နောက်ဆုံးချက်ကတော့လက်သေးဆုံးလေးတွေကိုညှိပေးပါနော်လက်သေးအဆုံးလေးတွေနဲ့ထိခိုက်မိပြီးတော့ဒဏ်ရာအနာတရားဖြစ်တာမျိုးတွေမဖြစ်စေဖို့အတွက်လက်သေးညှက်ပြီးတိုင်းမှာမမေ့တမ်းလုပ်ပေးရမှာကတော့လက်သေးအဆုံးလေးတွေကိုတစ်စည်းလေးနဲ့တိုက်ပြီးတော့ညှိပေးဖို့ပါပဲလက်သေးလေးတွေမဟုတ်ပါဘူးအခုပြပြခဲ့တဲ့နီလန်းလေးတွေအတိုင်းခလေးရဲ့ခြေသေးလေးတွေကိုလည်းညှက်ပေးလို့ရပါရဲ့နော်ခြေသေးညှက်တဲ့အခါမှာသတိထားရမှာတစ်ခုကတော့အထွေးလေးကိုအတင်းဝှိုက်ပြီးတော့ညှက်တာမျိုးတွေမလုံးမိဖို့ပါပဲခြေဆယ်ငုတ်တာလိုမျိုးဖြစ်ပြီးတော့ခလေးအနေနဲ့နေရာ ထိုင်ရမယ့်အမသာဖြစ်တာမျိုးတွေဖြစ်နေတဲ့အကြောင်းပါဒီလောက်ဆိုလို့ရှိရင်ကလေးတွေကိုလက်သက်ညက်တဲ့အခါမှာဘလို့အချက်လေးတွေကိုတီးထားရမလဲဆိုတော့သူတို့လည်းဘယ်လိုထင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးကျမ်းမာရေးဘူးဒရဗျူဖန်လေးတွေကိုတိဆက်ပေးသွားအောင်မလို့ဆက်လက်ဆက်မှုချူအပ်ပေးကြပါအောင်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်